မင်းအောင်လာချက်ချင်းမသိဘူးနော်မင်းအောင်လာတချို့ကဆရာမပြောမဲ့လူတယောက်ကသူများတက်လို့တည်တဲ့ကံပါတဲ့လူကသူများတက်လို့တည်ရတယ်သူများတက်လို့တည်တဲ့ကံမင်းအောင်လိုင်မှာမပါဘူးမပါဘူးသူ့ကိုယ်သူတက်သေးလို့လည်းမရဘူးမရတော့မင်းအောင်လိုင်ကအဲ့ရထဲမှာမလုံနိုင်မကင်နိုင်နဲ့ပက်လက်လှမ်းပြီးယောဂဝေဒနာကိုခံစားရမှာအဲ့ဒါတစ်နှစ်လောက်ခံရမှာအဲ့ဒီယောဂကနော်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ပြီးတော့ကိုယ်ကိုယ်ကိုလည်းတက်သေးလို့မရကိုယ်ကိုယ်ကိုယ်လည်းမလုံနိုင်မှန်းအဲ့ဒီယောဂတစ်နှစ်လောက်ခံအောင်မှာ ခံပြီးလို့ရှင်သေသွားရင်တော့မှ ချက်ချင်းချက်ချင်းငရဲကိုမရောက်ဘူးเนาะမင်းအောင်လန်းသေရင်ချက်ချင်းငရဲမရောက်ဘူးတဆေကြီးဖြစ်မှာเนาะဆီယမဒါဟောထားပြီးသားသုံးဘဝသားတော့ခေါ်ထားတယ်တဘဝသားတော့မဟုတ်ဘူးเนาะသစေကြီးဖြစ်မှာအဲ့ဒီသစေကြီးဖြစ်လို့ရှိရလေသူများတွေကညောင်မင်းသစေဝေးလေးလေးမင်းအောင်လိုင်းအဲ့ဒီလိုမဟုတ်ဘူးမင်းအောင်လိုင်းသစေဂလေးတချေဂလေးတချေသစေဖြစ်ဘိုးချုပ်မင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်ကနေပြီးတော့လူငယ်တွေအတွက်ဘာတွေသေဆောင်လာမယ်လို့ထင်လဲ ခွကြုံဘုံကြီးမေအောင်လိုင်ရဲ့ရုရှားခီးစင်မှာကျမတို့လူငယ်တွေအတွက်အကောင်းမွန်တဲ့နာဂတ်တွေတက်ဆောင်လာမယ်လို့ယုံကြည်ပါတယ်။အဲဘိုးကြုံဘုံကြီးမေအောင်လိုင်ရဲ့ရုရှားခီးစင်မှာကျွန်တော်တို့လူငယ်တွေအတွက်အကောင်းမွန်တဲ့အနာဂတ်တွေတက်ဆောင်လာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ညီမအနေနဲ့ဒီအခမ်းဒီဟိုပေါ့နော်ဒီကျိုးစိုးအခမ်းအရေးကိုဘယ်လိုစိတ်ကူးနဲ့လာတာလဲအဲ့ဒါလေးပြောပြ။အဟဘောကြောင့်မူကြီးမရလားအခုနိုင်ငံဟိုရက်ချာခေးစင်မှာပေါ့နော်ကျမတို့လူငယ်တွေအတွက်အနာဂတ်ကောင်းတွေတက်ဆောင်လာမယ်လို့ကျမတို့ယုံကြည်ရတဲ့အတွက်ဒီဟိုဟာဘောကြောင့်မူကြီးကိုလာပြီးတော့ကြိုတာပါ ကျေးဇူးပါညီမမချုံမူးကြည့်မရလိုင်းရဲ့ကျမရရှာခီးစင်မှာကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောက်လာနိုင်မယ်လို့ကျမတို့ယုံကြည်ပါတယ်ကျေးဇူးပါညီမနော်သူလေနဲ့ဘုံကျဲခဲ့တဲ့သူလေးနော်အဲသူနဲ့သူ့ကြောင့်ဒီတိုက်ပွဲမှာတည်တဲ့ပြည်သူတွေကသူ့ကိုနော်ဤမျိုးစုံမျက်လုံးတွေနှုတ်လက်တွေဖြုတ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းစားအောင်မှာ နော်အဲ့ဒီလိုမနှိမ့်တိုင်းနှိမ့်ဆက်အောင်မှာအဲ့ဒီဒံကိုမင်းအောင်လန်းအဲ့သစီဘွားနဲ့ခံရအောင်မှာနော်သစီတော်မှရိုးရိုးသစီမဟုတ်တညောင်းမင်းသစီကနေစရာရှိတယ်ညောင်းမင်းမှာမင်းအောင်လန်းသစီကဂလေးသချေသစီဆိုတော့နေစရာမရှိဘူးနော်စားအမဲမဲတောက်အမဲမဲသူ့ကိုကြွေးမဲ့လို့မရှိဘူးအဲ့ဒီလိုသစီဘွားမှာနေရမှာနော်အဲ့ဒီလိုသစီဘွားနေလို့ရှိရင်လေသူ့သားသမီးသူ့မိသားစုကသူ့ကိုရက်လက်စုံတွတ်လို့မရဘူးနော်ရက်လက်စုံတွတ်ရင်လေ तू ကတာရုမခေါ်နိုင်တဲ့ဘဝမှာရှိမှာနော်အဲ့ဒီလိုမျိုးဖြစ်မှာအဲ့ဒီ ဘဝနေမှာဝကြွေးကျွတ်သွားပြီဆိုရင်ထပ်ပြီးတော့တဆေကြီးဘဝနဲ့ထပ်သေးမှာသေးတော့ကြတော့ဟိုအဝေစီငရဲကိုကြာမှာနော်ငရဲရှစ်ထပ်ငရဲကြီးရှစ်ထပ်လို့ကြာဘူးလေဆရာမတော့မရောက်ဘူးနော်ဒါပေမဲ့ငရဲကြီးရှစ်ထပ်လို့ကြာဘူးလေဒါပေမဲ့မင်းအောင်လိုင်ကိုငရဲပြည်ရှစ်ထပ်ကလက်မခံဘူးလက်မခံဘူးလက်မခံဘူးဘာဖြစ်လို့တော့အဲ့ဒီငရဲပြီမှာအာနာထပ်သိမ်းမှာစိုးလို့ငရဲမင်းကလက်မခံဘူးနော်အဲ့တော့မင်းအောင်လိုက်တော့တီးတတ်ငရဲရှိတယ်ဟိုငရဲပြီရှစ်ထပ်မှာမှာတီးတတ်ငရဲရှိတယ်အဲ့ဒီမှာခံရမှာနော် အဲ့ဒီမှာခံလို့ရှိရင်တော့မှတခါတည်းပြောမယ်နော်ဆရာမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကံကြီး၅ပါးရှိတယ်နော်အဲ့ဒီကံကြီး၅ပါးကိုကျူးလွန်တဲ့သူတွေကနောက်ဖျားပွင့်လို့ရှိရင်တော့မှမကျွတ်အဓိကကျွတ်တဲ့ဘူကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ဟိုမှာမြင်ခဲ့တဲ့ခင်ဗျားနေတဲ့မိကိုမှတ်ပါတယ်ဟိုမှာမြင်ခဲ့တဲ့အကြောင်းရင်းကအဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကို အတိုင်းတာတစ်ခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကဟောနော်နိုင်ငံအကြီးကဲတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တွေ့ရလက်ခံလိုက်တယ်။စက်ပြောလှုပ်ပါဘာညာပြောလိုက်တယ်။အဲ့တော့ကြာလူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြီးပါ။ တောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျာကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မဖြစ်ကြောင်းကြမှုအတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြီးပေးနိုင်ရင်တော့ဒီဟာစီအဲခတ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကဟောကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဒါ မြန်မာမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတို့ကထောက်ခံတဲ့အကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ဘယ်လာရုစ်ခီးဆက်ပြန်မှာစစ်ကောင်စီပြောခွင့်ရသူကပြောလိုက်ပါတယ်စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုတရင်တပတ်ကြာတွားရောက်ခဲ့ပြီးမှမနေ့မက်လ9ရက်မှာနေပြည်တော်ကိုပြန်ရောက်တာဖြစ်ပါတယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရုရှားနိုင်ငံဘယ်လာရုနိုင်ငံတွေအပြင်ကျန်တဲ့နိုင်ငံတကာတွေကထောက်ခံပေးပါတယ်ရုရှားနိုင်ငံဘယ်လာရုနိုင်ငံတွေကထဲထဲဝင်ဝင်ဝင်ရောက်ထောက်ခံပေးတဲ့အပြင်လေလာဆောင်ကြည့်ရေးအဖွဲ့တွေလည်းလွှတ်ပေးမယ်ဆိုတဲ့ခံယူချက်မျိုးရရှိခဲ့တယ်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် ြန်မာမှာရွေးကောက်ပွဲကျင်းပမယ့်အကြောင်းစစ်ကောင်းဆောင်ကအကြိမ်ကြိမ်ပြောခဲ့ပေမဲ့ကာလအပိုင်းခြားနဲ့ကျင်းပမယ့်အနည်းဆက်ဆုံးအချိန်ကတော့ဘယ်လာရုခီးစုအတွင်းစစ်ကောင်းဆောင်ကထုတ်ပြောလိုက်တာဖြစ်ပါတယ်။ပါတီစုံရွေးကောက်ပွဲတရက်ကိုအခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းကျင်းပမယ်လို့ဗိုလ်ချုပ်မှူးကြီးကပြောပါရယ် ဒါအပြင်ရွေးကောက်ပွဲအောင်မြင်မယ်လို့သူယုံကြည်တဲ့အကြောင်းနဲ့ပူးပေါင်းပါဝင်ကြဖို့လဲသူကတိုက်တွန်းပါတယ်။ပြည်တွင်းမှာတော့2020တစ်ဆအာနာတင်ပြီးတဲ့နောက်မှာတော်လန်ရေးအဖွဲ့တွေတိုင်းရင်းသားလက်နက်ကင်တက်တွေရဲ့နယ်မြေထိန်းချုပ်မှုကြောင့်မြန်မာစစ်ကောင်စီဟာနယ်မြေဆုံရှုံမှုတွေကြုံနေရပါတယ်။ဒီလိုအချိန်မှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့ဆိုတာကြောင့်ဒီရွေးကောက်ပွဲရဲ့ပွင့်လင်းမြင့်သာမှုနဲ့ခိုင်မာမှုအပေါ်လူအခွင့်အရေးအဖွဲ့တွေကမေးခွန်းထုတ်နေကြပါတယ်။